ီနေ့ကျွန်တော်တို့တငယ်ချင်းတွေပကံကိုဖျားဖို့ခရီးထွက်ကြမှာပဲဖြစ်ပါတယ်။ဒါကြောင့်2025ခုနှစ်ပကံဒေသရဲ့ပုံရိပ်တွေကိုကြည့်ရှုခန်းစားရင်းနဲ့ပကံကဖျားပထိုးတွေကိုလည်းဖွံ့ဖြိုးကြရအောင်လို့ကျွန်တော်တို့နဲ့အတူတူပကံကိုဖျားဖို့လိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ရန်ကုန်ကနေမနက်7:00နာရီခွဲလောက်ကစပြီးထွက်ခလိုက်ကြတာပကံကိုနေ့လယ်2:00နာရီလောက်မှရောက်ခဲ့ကြပါတယ်။ပကံမြို့ထဲကိုမဝင်ခင်မှာပဲနေ့လယ်သာစားချဖို့အတွက် ပကံရောက်ရင်အမြဲစားနေကြဆန်နေတဲ့ဆိုင်ဖြစ်တဲ့အညာလက်ရာဆိုတဲ့ထန်းတဲလေးကိုဝင်ခဲ့ကြပါတယ်။အညာလက်ရာထန်းတော့မှာတော့မြင့်မာတဲ့လင်းစင်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီလင်းစင်ပေါ်မှာအညာလက်ရာထန်းတော့ကထွက်တယ်။ပင်ကြထန်းရင်ချူချိုလေးကိုအရသာခံတောက်ရင်အနောက်ဘက်ကထန်းတော့တွေနဲ့မှန်မှန်ညွညွတော်တန်းနေတယ်။တောင်နှန်းကြီးတွေရဲ့အလှကိုတစိမ့်စိမ့်ထန်းကြည့်ရတာကလည်းတကယ့်ကိုစိတ်ကြည်နူးစရာကောင်းထွန်းလာပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့က ။ဘကံကိုထက်ရောက်နေရတယ်။အဲ့ကောအဲ့ဒါခုပကံနဲ့တော့မရောက်သေးဘူးနော်ဒါနေလေသားကျွန်တော်တို့ကဒီမှာကျွန်တော်တို့ထိုင်နေရဆိုင်နေရှိပါဦးနော်ဒါအညာလက်ရဆိုတဲ့ဆိုင်အဲအညာလက်ရမှာကျွန်တော်တို့ကဒါနေလေသားဝယ်စားအဲကျွန်တော်နဲ့အတူတူဒီအညာလက်ရထန်းတော်လေးမှာပကံရဲ့လှပတဲ့ထမ်းပင်နေနဲ့နောက်ခံတောင်တိုင်းကြီးရဲ့ရှုပ်ရင်းကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီမှာနေလေသားအတူတူကျွန်တော်နဲ့အတူတူစားကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော် OK，你累了，大家。 ုကကျွန်တော်တို့နေလေသာစားမှာဆိုတော့ကျွန်တော်တို့ကဒီရောက်လို့ရှိရင်ကျွန်တော်စားနေကြပါဘောနော်ဒီပူပူနွေနွေကြော်လာတဲ့ကြက်ကြော်ကြွတ်ကြွတ်လေးရယ်ဗမာကြက်ကြော်ကြွတ်ကြွတ်လေးရယ်အခုကလက်ဖက်တုပ်ရယ်ပြီးရင်ကျွန်တော်အမြဲစားလေးစားတာရှိတယ်အပါမဖြစ်ပါဘောနော်အကန်ရောက်ရင်စားတယ်ဟာပုံဝင်ကြီးတုပ်ပုံဝင်ကြီးတုပ်တပွဲမှာလာတယ်အခုဒီထိုက်ဒီထရင်အိုးလေးတွေကကြတော့ဒါအချိုတအိုးအခါတအိုးဟောဒီအိုးကတော့ဒါအချိုပေါ့ဒါကျွန်တော်ကဒီထရေဆိုရလဲပေါ့နော်ကျွန်တော်တို့ကရန်ကုန်မှာဆိုတော့လဲ ပြောရလို့ရှိရင်ဒီထန့်ရီစစ်စစ်ကလည်းရန်ကုန်မှာလည်းရခဲ့တယ်ပေါ့နော်အဲ့တော့ဒီဘက်ကရောက်တဲ့အခါမှာကျွန်တော်တို့ကဒီထန့်ရီလေးတွေကိုအများအတန်းကျွန်တော်တို့ကတခုတကမလာလာပြီးတောက်ကြတာပေါ့ဒီမှာကျတော့အပင်ပေါ်ချတဲ့ထန့်ရီတွေဆိုတော့ဒီဘက်မှာကျတော့ထန့်ရီစစ်စစ်ကိုတောက်ရတယ်အကျွန်တော်နဲ့အတူတူသမီးမစားခင်မှာအရင်ဆုံးထန့်ရီလေးတွေတောက်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်အေးတောက်လိုက်ကြပါ 求到底。OK，拉力。求得了，求了呀。在老高那求了，谢呗。 အကြော်လေးကြိုက်မိလိုက်အောင်ဆေးရောတော့ကောင်းတယ်ကျွတ်ရွာနေတယ်ကျွတ်ရွာကျွန်တော်ဗကန်ရောက်တိုင်းဒီအညာလက်ရာဆိုတဲ့ဆိုင်လေးမှာကျွန်တော်ထိုင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီဆိုင်ရှင်ဦးလေးလင်မြန်းနဲ့လေပေါ့နော်ကျွန်တော်ခင်နေပြီညတိုင်းကျွန်တော်လာလိုက်ဒီမှာထိုင်ခဲ့တယ်ဆိုတော့ ့လို့ရှိရင်တို့ကဒီဟင်းပွဲတွေအစဒီလက်လက်ဆက်ဆက်လေးပေါ့နော်ကြက်ကြက်သားဆိုလဲဒီဆားကနေပုံပုံလေးမျိုးကြော်ပေးတယ်ဒီလက်ဖက်တွေပဲဆိုလဲမိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်အကြံဆုံးကတို့စီမှာရောင်းတဲ့ပုံကြီးအရသာကျွန်တော်ကြိုက်တယ်အဲ့တော့ကျွန်တော်ဒီမှာအမြဲတမ်းဒီဆိုင်လေးမှာလာလာထိုင်ဖြစ်တယ်ဒါကျွန်တော်အခုထိုင်နေဆိုင်ကတော့အညာလက်ရထန်းတော့ဖြစ်ပါတယ်ကဲကျွန်တော်နေ့လည်သာဆားကြရအောင်တစ်ဖက်တော့ ကောင်းလားဖတ်အောင်ပဲရရရွာ ောက်တော့ကောင်းလိုက်စားနေလို့လည်းအားတော့မသိဘူးအဲသမင်းစီစမ်းလေးနဲ့ဒီကြက်ကြော်ကြွကြွရွာပူပူနေလေးနဲ့တစ်ဖက်တော့နေတော်တော်လိုက်ဖက်တယ်ပါအခုကျွန်တော်တို့တွေကနေ့လယ်စားပြီးပြီဆိုတော့ဒါအခုကျွန်တော်တို့ကဲမဲ့ မကန်ဟိုတယ်ကိုကျွန်တော်တို့သွားကြတော့အပြီးပါပဲကွာကျွန်တော်နေရာတွေပါကြိုက်တော့ကျွန်တော်တို့ပကန်မြို့လေးကိုဟုတ်လားလက်ပတ်ပြီးကြည့်ကြတယ်ကွာနော်အဲ့ကျွန်တော်လက်တူဒီပကန်ဒေတာကိုလိုက်ပြီးတော့ကြည့်ရှုလေ့လာကြပါဦးလို့ပြောပါတယ်နော်ကျွန်တော်သွားကြရအောင်နေ့လေသာစားကြပြီးတဲ့နောက်မှာတော့ပကန်မြို့လေးတဲ့ကိုဆက်ပြီးထွက်ခဲ့ကြပါတော့တယ်ပကန်ရဲ့ຫນွေဟာတကယ်ကိုပူပြင်းလာပါတယ်ဒါပေမဲ့လေပကံရဲ့အလှကတော့ຫນွေရဲ့တယုတ်မှာ ိုးလိုတောင်လှနေတယ်လို့ထင်မိပါတယ်။ပကံကိုအဝင်လမ်းတစ်လျှောက်မှာလှလှပပပွန့်လန်းနေတယ်။တပြေဘူးရဗန်းတွေနဲ့လမ်းဘေးတစ်ဖက်တစ်ချက်မှာလှမ်းမြင်နေရတယ်။ရှီအောင်ဖျားပထိုးတွေဟာတကယ့်ကိုလိုက်ဖက်လွန်လှပါတယ်။ကျွန်တော်တို့လာတဲ့အချိန်ဟာလေပူပြင်းတဲ့နွေရာသီအချိန်ဖြစ်တာကြောင့်ပကံမှာဖျားဘူးဧည့်သည်တွေနေပါတာကိုလည်းသတိထားမိပါတယ်။ဒီလမ်းလေးကတော့ကျွန်တော်တို့တက်ခွေကြမယ်ဟိုတယ်ကိုသွားတဲ့လမ်းကလေးပဲဖြစ်ပါတယ်။ ဲရောက်ပါပြီဒီဟိုတယ်ရဲ့နာမည်ကတော့ Rain Hotel လို့ခေါ်ပါတယ်ကျွန်တော်ကတော့ပကံကိုလာတိုင်းဒီဟိုတယ်မှာပဲတက်ခုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့စားဖြစ်လဲကောင်းတယ်ဝန်ထမ်းတွေရောမန်နေဂျာကြီးရောကသဘောလဲကောင်းကြတယ်ပြီးတော့ဒီဟိုတယ်ရဲ့ဘေးမှာပကံရဲ့ညစီတန်းလည်းရှိတယ်ဆိုတော့ကျွန်တော်တို့အတွက်လည်းပို့ပြီးအဆင်ပြေလို့ဖြစ်ပါတယ် ဟိုတယ်မှာခဏတစ်ဖြုတ်လားပစ္စည်းတွေနေရာချပြီးတဲ့နောက်အချိန်ဆွဲမနေတော့ပဲပကံဖျားတွေဖူဖို့အတွက်ထွက်ခဲ့ကြပါတော့တယ်။ကဲကျွန်တော်တို့နဲ့အတူတူပကံကရှေးအောင်စီဒီပထိုးတွေကိုလိုက်ပါဖူးမြော်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့အရင်ဆုံးသွားရောက်ဖုံးမြော်ခဲ့တဲ့ဖရာကတော့ထီလိုမင်းလိုဖရာကြီးပဲဖြစ်ပါတယ်။ထီလိုမင်းလိုဖရာကြီးကတော့ဂူဖရာမျိုးစားဖြစ်ပြီးအေဒီ1218ခုနှစ်မှာနယပတိစေတူမင်းကြီးရဲ့တာတော်တပါးဖြစ်တဲ့ဇေယတိန်ခမင်းကတည်ထောင်ကိုယ်ွယ်ခဲ့တာပဲဖြစ်ပါတယ်။ ထီလိုမင်းလိုဖရာကြီးဟာနှစ်ထပ်ကူဖရာအမျိုးအစားပဲဖြစ်ပါတယ်။ဖရာကြီးရဲ့အတွင်းပိုင်းမှာတော့ပကံခိလက်ရာဗုဒ္ဓရုပ်ပွားတော်မြတ်လေးစုကိုဖူးတွေ့ရပါတယ်။ကိုရဲ့အတွင်းပိုင်းနေရံတွေမှာတော့ရှေးပကံခိလက်ရာနေရံဆေးရေးပကြီးတွေကိုလည်းတွေ့မြင်နိုင်ပြီးအများအပြားဆေးရောင်တွေမှိန်ပြီးကြွားကြတဲ့အပင်ကကြွားကြနေတာကိုလည်းတွေ့မြင်နေရပါတယ်။ ါအခုကျွန်တော်တို့ရောက်နေတဲ့ဖះကြတော့ထိလို့မင်းလို့ဖះဒါအခုဒီဖះကြီးရတော့ဗောနော်ဒါကျွန်တော်ပကန်းကိုပထမဆုံးဆောက်ရောက်တဲ့ချိန်မှာဒါရောက်ခဲ့ပြီးပါပြီဗောဒါပေမဲ့အခုကျွန်တော်ဧည့်သည်တွေပါတော့တို့ကကျွန်တော်မဖူးရသေးတဲ့အတွက်ကျွန်တော်တို့အရင်ဆုံးဒါဒီထိလို့မင်းလို့ဖះကြီးကိုလိုက်ဖို့ပေးတာပါဒါအခုကျွန်တော်ရောက်နေတဲ့ဖះကတော့ထိလို့မင်းလို့ဖះကြီးဖြစ်ပါတယ် ုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေတဲ့နေရာကတော့ပကံဒေတာမှာတည်ရှိတယ်ငကြွေးနှတောင်းလို့ခေါ်တဲ့ဖျားကြီးစီကိုရောက်နေတာပါဒီဖျားကြီးကို ပကံခက်ပါအေးဒစရာစုနဲ့စနစ်ရာစုကြားပါတောင်သူကြီးမင်းကတောင်သူကြီးမင်းကတည်ထားခဲ့တယ်လို့ခမှန်းကြပါတယ်နှတောင်းပုံတံရှိတဲ့ပုံစံတိုင်းတည်ထားတဲ့ဖျားကြီးတစ်စုဖြစ်ပြီးတော့ပကံခက်မှာတကူဩဇာကြီးမှပြီးခွန်အားမလားနဲ့ပြည်စုံတယ် တကန်ငကြွဲကိုအစွဲပြူပြီးတော့ငကြွဲနှစ်တောင်ဖျားဆိုပြီးတော့မှက်ခေါ်ပြီးတည်ထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီစီတော်ကြီးကတရေခေတ္တရာမှာရှိတယ်။ဘောဘောကြီးဖျားဖျားကြီးဖျားမှာဖျားလို့နဲ့လဲတူတယ်လို့ဆိုကြပါတယ်။ခုကျွန်တော်တို့မှာတရှိတဲ့ဇေဒီတော်ကြီးကတော့အဲကျွန်တော်တင်ပြခဲ့တယ်ငကြွဲနှစ်တောင်ဖျားကြီးပဲဖြစ်ပါတယ်။ကဲခုကျွန်တော်နဲ့တူတူဒီဖျားကြီးကိုလိုက်ပါကြည့်ရှုလေးလာဖူးမြော်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ နေခဲ့တယ်လို့ဒါခုပကံပါနမကြီးဖျားပုထုတွေတွေကတဆူဖြစ်တယ်နတ်လောင်ကြောင်းကိုရောက်တာတချို့တွေကတော့ဒါကိုနတ်လောင်ကြောင်းလို့ခေါ်တာပေါ့နော်တကယ်တော့သူ့ရဲ့နာမည်အစ်စ်ကနတ်လောင်ကြောင်းဖြစ်ပါတယ်ဒါအခုကျွန်တော်တို့ဒီနတ်လောင်ကြောင်းကြီးကိုလာပြီးတော့ရိုက်ကူးရေးလောက်လာပါကျွန်တော်တို့လည်းအထက်ဝင်ပြီးတော့လိုက်ပြီးကြည့်ရှုလေ့လာကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်ကြာပြီးလေ့လာကြရအောင် ဒါလေးတွေကဒီရွက်လေးတွေကမသိလို့ရှင် မကြီးရွက်နဲ့ဆင်းတယ်မကြီးရွက်နဲ့ဆင်းဒါပေမဲ့ဒါတကယ်တော့မကြီးရွက်မဟုတ်ဒါထနောင်းရွက်လေးတွေထနောင်းမေရွက်လေးတွေအဲ့ကျွန်တော်ကတော့ထနောင်းမေမသူ့ပင်စီရအမှတ်တမဲ့ကြည့်ရင်ဒါမကြီးရွက်လေးနဲ့ဆင်း လုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေတဲ့နေရာကတော့ပုဂံမှာအများသိကြတယ်နတ်လောင်ကျောင်းဆိုတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်အများတွေ့ထင်တာကတော့ဒီနတ်လောင်ကျောင်းကြီးကသူ့နာမည်တိုင်းပေါ့နော်တချို့တွေကနတ်တွေကိုပိတ်လောင်လာတဲ့ကျောင်းကြီးလားဆိုတော့တွေ့ထင်ကြတကယ်တော့မဟုတ်ပါဘူးသူ့ရဲ့နာမည်အမှန်ကတော့နတ်လျောင်ကျောင်းပဲဖြစ်ပါတယ်ဒီနဲ့လောင်းကြောင်းကြီးကပကံမှာတခုတည်းသောဟိန်သူဖျားကြောင်းကြီးပဲဖြစ်ပါတယ် ီဖျားเจ้าကြီးကိုတော့87ရာစုမှာစတင်တိဆောက်ခဲ့တယ်လို့သမိုင်းပညာရှင်တွေကယူဆကြပါတယ်။တက္ကမရှိတဲ့တခုတည်းတော့ဒီဟိန်းနူဖျားเจ้าကြီးရဲ့အကြီးကရည်ရွယ်ချက်ကဟိန်းနူရိုးရာနတ်ဖျားတစ်ပါးဖြစ်တဲ့ပေတနုနတ်မင်းကိုရည်စူးပြီးတော့တိဆောက်ထားတဲ့ဖျားเจ้าကြီးပဲဖြစ်ပါတယ်။ဒီနှလောင်းเจ้าကြီးရဲ့နယံပပတ်လည်းမှာတော့ပေတနုနတ်မင်းရဲ့ဘဝဖြစ်စဉ်ဆေးဘဝကိုတရုပ်ပေါ်လာတဲ့နယံစေးပကြီတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ကဲအခုကျွန်တော်နဲ့တူတူပကံပြီမှာရှိတယ်တခုတည်းတော့ဟိန်သူဖျားเจ้าကြီးကိုလိုက်ပါကြည့်ရှုလေ့လာကြပါဦးလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့သွားပြီးလေ့လာကြရအောင်နော်သူရဲ့နိုင်ငံဆေးပကြီးတွေကပြက်တဲ့နေရာပြက်ပြီးတော့အကောင်းတိုင်းကြံရှိတဲ့နေရာတော့ကြံရှိနေပြီနော်ဆေးတွေကတော့နည်းနည်းမှိန်စားပြုတ်နေပြီပေါ့အဲ့တော့ဒါတွေကိုကျွန်တော်တို့လိုက်ပြီးတော့လေ့လာကြည့်ရအောင်ကျွန်တော်တို့လိုက်ခဲ့ကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်သွားကြည့်ကြရအောင် ဒီနတ်လောင်းကြောင်းကြီးเนี่ยမှာဘာတွေတွေ့ရလဲဆိုတော့ဒီအဖိုးမဖြတ်နိုင်ねရှေးအောင်နယံစေးပကြီကားတွေကိုတွေ့မြင်ရတယ်လို့တခြားဝန်းနေเสียပါဘောเนาะဘာတွေတွေ့ရလဲဆိုတော့ဒီတံမိုးရှိတဲ့ကိုယ့်ရဲ့တမိုင်းမွေနှစ်ဖြစ်တဲ့ဒီနယံစေးပကြီလက်ရာတွေပေါ်မှာအပြိုတသက်ပေါ့เนาะအချောင်းမဲ့တသက်လိုက်ပြီးတော့ရေးဆွဲထားတဲ့ချက်ပြီးတော့ချက်ထားတဲ့ဒီ correction ဘာနေနဲ့ရေးချက်ထားတဲ့စာတွေလည်းကျွန်တော်တို့တွေ့ရတယ် ဒါလေးတွေကိုတွေ့လိုက်လို့ချင်းတကယ်ကိုစိတ်မကောင်းဘူးเนาะအမှန်တော့ဒီလိုမျိုးလှုပ်လိုက်တာလှုပ်လိုက်တဲ့လူမှာဘာမှမဟုတ်ပေမဲ့လို့အပျော်သက်သက်ပေမဲ့လို့တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့တံပိုးမဖြတ်နိုင်နဲ့ရိုးရအမွေနှစ်တခုတမိုင်းမွေနှစ်တခုဒါဆုံးရှုံးသွားတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့တော့တကယ်တော့ဒီနိုင်ငံစည်းရေးပကြီလက်ရည်ဒီရှေးဟောင်းအုတ်ချက်ကြီးတွေဆိုတာကတံပိုးဖြတ်လို့မရပါဘူးဒီတိုင်းကြီးတော့တာတာမန် လို့ထင်ရပါမယ်လို့တကယ်တမိုင်းမုံနေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်ဒါရှေးနှစ်ပေါင်းထောင်ချီတဲ့တရှိလာတဲ့တန်ဖိုးမဖြစ်နိုင်တဲ့အမွေနှစ်တစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်ဒီပကံကိုရောက်လာတဲ့ညီငယ်ညီမငယ်တွေနဲ့နောက်နောက်နေမှာပေါ့နော်။ဒီတန်ဖိုးမဖြစ်နိုင်တဲ့ရှေးအောင်ပကြီးလက်ရည်ပေါ်မှာနယံနေပေါ်မှာလုံးဝဒီလိုမျိုးပေါ့နော်။အကြောင်းမသက်သက်အပြောသဘောသက်သက်ကော်ရှင်ပန်နေနဲ့ရှောက်ပြီးမရေးချဲကြဖို့ကျွန်တော်ဒီကနေ့အနုညွတ်တောင်းပန်ပါတယ်။နောက်ဆိုဒါမျိုးလုံးဝမလုပ်ကြပါနဲ့နော်။ကြည့်အခုကျွန်တော်တို့ဟိုဘက်ကိုဆက်ပြီးတော့တွားကြည့်ကြအောင်။ လိုက်ခဲ့ကြပါဦးဟောဒီမှာဒါဟိန်နူရိုးရာနတ်ဖရာရုပ်တို့ပေါ့နော်ဒါဒီလေဒါဗိဒ္ဓနုနမင်းရဲ့ရုပ်ထုကိုသူတို့ထုတ်လုပ်တာ ဲမင်္ဂလာပါအခုကျွန်တော်ရောက်နေတဲ့ဒီဖျားကြီးကတော့ AD 1284ခုနှစ်မှာနရတိဟပတိမင်းကြီးကတည်ထားကိုယ်ွယ်ခဲ့တယ်တန်တော်ကြဖျားပဲဖြစ်ပါတယ်တက္ကမရှိတဲ့စင်းတူတော်တွေအားလုံးနဲ့မှာပုပ်ပါမီးတောင်ကနေထွက်တဲ့ချော်ရီကြောက်နေတိဆောက်ထွန်းထူတာလေစင်းတူတော်ကြီးဆိုလို့ပကံမှာဒီတစုတည်းသာရှိပါတယ်ဒီစင်းတူတော်ကြီးရဲ့ ီ similarity ကိုတိဆောက်ထားတဲ့ကြောက်တွေကတော့ဒါပုပ်ပါမီးတောင်ကနေထွက်ရှိတဲ့ချော်ကြောက်တွေနဲ့တိဆောက်ထားတာပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့တမိုင်းအဆိုရတော့ဒီဇီတော်ကြီးကိုတန်တော်ကြားဒီဖရဲတန်တော်ကြားဖရဲကြီးပေါ့နော်တည်ထားတာကလည်းဒီနန်းတော်တွေကမင်းကြီးကတန်းဝေတဲ့အခါမှာအတန်ကြားရတဲ့နေရာမှာတည်ထားတဲ့အတွက်ကိုတန်တော်ကြားတန်းတော်မူတာကိုကြားရတဲ့နေရာမှာတည်ထားတဲ့အတွက် တန်တော်ကြားဖះဆိုပြီးတော့တန်တော်ကြားဖះပေါ့နော်နောက်ပိုင်းမှာကျတော့တန်တော်ကြားဖះဆိုပြီးတော့အတန်ပြောင်းလဲပြီးတော့ခေါ်လာတာဖြစ်ပါတယ်ကဲအခုကျွန်တော်ရောက်နေတဲ့နေရာကျွန်တော်ရောက်နေတဲ့ဖះကြီးကတော့နေရာတရားပတိမင်းကြီးရဲ့ကောင်းမှုတော့တန်တော်ကြားဖះကြီးပဲဖြစ်ပါတယ်ကဲအခုအားလုံးပဲတူတူကုသိုလ်ယူဖို့မျှော်ကြရအောင်နော် ်တန်တော်ကြဖရားတွေမှာရှိတဲ့ဆင်းလူတော်ကြီးဟာတာမန်အချိန်တွေမှာဆိုရင်ကြီးမားတဲ့ကြာသင်္ကန်းတော်ကြီးနဲ့ဖုံးအုပ်ထားလေရှိတဲ့အတွက်တော်ယုံဖူးမြော်ရခဲ့တဲ့ဆင်းလူတော်ကြီးတစ်စုလည်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့တိုက်ဆိုင်သွားနေပဲသင်္ကန်းတော်ကြီးကိုဖယ်ထားတဲ့အချိန်နဲ့တိုးခဲ့တဲ့အတွက်ဆင်းလူတော်ကြီးကိုကြီးညိုတပ်ပယ်စွာနဲ့ဖူးလွှင့်ခွင့်ရခဲ့ပါတော့တယ်။ ညနေလဲစောင်းပြီဖြစ်တဲ့အတွက်ပကံပြည်ရဲ့နေဝင်စည်းစာအလှကိုကြည့်ရှုခန်းစားရင်ဖះရလဲဖူးမြော်နိုင်ဖို့အတွက် ARD မြေကမ်းနှဘေးမှာတည်ရှိတဲ့ဘူဖះရဘက်ကိုထွက်ခဲ့ကြပါတော့တယ်ဘူဖះကြီးဟာ ARD မြေကမ်းနှဖူးမှာတည်ထားတယ်ရှေးဟောင်းဇေဒော်ကြီးတစုဖြစ်တယ်လို့အပြောကျယ်ပြီးလှပတယ် ARD မြကြီးရဲ့အလှနဲ့တဖက်ကတန်းချီတောင်တန်းတွေရဲ့အလှကိုလည်းလှမ်းမြော်ကြည့်ရှုခန်းစားနိုင်တာကြောင့် local ခီးသွားတွေအပြင်နိုင်ငံခြားသားခီးသွားတွေပါလာရောက်လေပတ်မှုများပြားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် ဟယ်လိုအားလုံးပဲမိလာပါအခုကျွန်တော်တို့က ARD မြေကမ်းဘေးကဘူးဖျားကိုရောက်နေတာပါဒါကနေဝင်ချိန်လည်းရောက်ပြီဆိုတော့နောက်ခံ ARD မြေကြီးရဲ့အလှနဲ့နေဝင်စည်းစာနေရောင်ကြီးနဲ့ဒီဘူးဖျားကြီးကအရန်တက်ဖို့ကောင်းတယ်ဒါကြောင့်ကျွန်တော်တို့ဒီညနေဆောင်လေးမှာဒါဘူးဖျားကြီးကိုလာပြီးဖူးတာပါနော်အခုကျွန်တော်နဲ့တူတူဘူးဖျားကြီးကိုလက်ပတ်ပြီးဖူးမြို့ကိုလိုက်ခဲ့ကြပါဦးလို့ထိတ်ခေါ်ပါတယ်နော် န်းနေဆောင်နေဝင်စည်းစားအလှကိုငင်မောရင်အရာဝတီမြစ်ထဲမှာပျော်စီးလေကလေးတွေကိုစီးနေနိုင်ပါတယ်။လေစီးတဲ့အခါမှာလေတစည်းကို2500ကျပ်ပေးရပါတယ်။ဒါကြောင့်ကျွန်တော်တို့လည်းအဝေးကတန်းကြီးတောင်တန်းတွေကိုငင်မောရင်ပကံရဲ့နေဝင်ခြင်းအလှကိုကြည့်ရှုခံစားကြဖို့အတွက်အရာဝတီမြစ်ထဲလေစီးခဲ့ကြပါတော့တယ်။အရာဝတီမြစ်ထဲကနေလေစီးရင်တစ်ဖက်ကပကံဖျားတွေကိုလည်းဖူးတွေ့နိုင်တယ်လို့ခက်ဝေးဝေးကမိုင်းပြပြလှမ်းမြင်နေရတယ်။ တန့်ကြည့်တောင်းတန်းကြီးတွေကိုလည်းတွေ့မြင်နေရပါတယ်။ညနေနေဝင်စည်းစာမှာပကံရဲ့အိုဟောင်းနေတဲ့အလှတရားတွေနဲ့ဟိုးအနောက်ဘက်တောင်းတန်းကြီးတွေစီမှာမေးတင်ပြီးတဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။နေမင်းကြီးရဲ့အလှတရားတွေကိုကြည့်ရှုခန်းစားရတာကလည်းတကယ့်ကိုလွမ်းမောစရာကောင်းလွန်လာပါတယ်။မိတ်ဆွေများခင်ဗျာကျွန်တော်ဟာဒီ vlog လေးကိုပကံကိုရောက်ရောက်ချင်းပါပဲအစီအစဉ်မရှိပဲရိုက်ကူးတင်ဆက်လိုက်ရတဲ့အတွက်လိုအပ်ချက်တွေရှိသွားခဲ့ရင်နားလေခွင့်လို့ပေးကြဖို့တောင်းပန်နေပါတယ်။နောက်နေ့တွေမှာတော့

ားလေးလုံးဝကွဲပြောက်သွားတယ်။အဲကျွန်တော်တို့လေဆန်းဆက်ကြည့်တာလေဒါပြီးသွားပြီပေါ့နော်။အခုကျွန်တော်တို့လာခဲ့တဲ့ဘူးပြောက်ကိုကျွန်တော်တို့ပြန်တော့တယ်။အဲ့ဒီကနေပါတစ်စင်းပေါ့လေပြန်ပြီးနားတော့။အားလုံးပဲဒီနေ့ blog လေးကိုရှင်းတဲ့ထက်တတ်ကြလိမ့်မယ်လို့ထင်ပါတယ်။အနောက်ဖန်ကျွန်တော်တို့ပြန်တွေ့ကြမယ်နော်။ Bye bye ။